်ကျေးဇူးကိုအတိအမှန်မပြုမစင်စားဘူးမတွေးဘူးဖတိပါတာကိုယ့်ဘောသူများကောင်းတာတွေကိုခေါင်းနဲ့မထည့်ဘူးတကယ်လို့စဉ်းစားမိရင်လည်းပဲနှုတ်ကဖွင့်ဟပြီးတော့မပြောနိုင်ဘူးသူကျေးဇူးကိုယ့်ဘောမှာရှိတယ်လို့ပြောရတာကိုအောက်ကျတယ်လို့များထင်သလားမသိဘူးနော်နှုတ်ကတောင်ဖွင့်ဟမပြောနိုင်ဘူးဆိုလို့ရှိရင်တုံ့ပြန်နိုင်တဲ့အစွမ်းရှိလည်းပဲတုံ့ပြန်မှာ မဟုတ်ဘူးပေါ့နော်အဲ့ဒါလို့ဆိုလို့ရှိရင်ဒါကျေးဇူးမတိတတ်သူ အကျိုးမဲ့တွေကိုမြန်ဆက်ပြီးတော့လုပ်မယ်ဆိုရင်ကျေစုကမ်းသူဆိုတဲ့အထဲကိုရောက်သွားမယ်ပေါ့တုံ့ပြန်နိုင်စွမ်းရှိရတဲ့မတုံ့ပြန်မှုဆိုရင်ကိုပဲကျေစုကမ်းတယ်ဆိုတဲ့စကလုံးနဲ့ထိုက်တန်သွားပြီလို့တော့ဘုဖုံကထင်တာပဲဟုတ်လားတော့လောကမှာဒီကျေစုဆိုတာကကျွေးသဘောဆန်တယ်ဆန်နိုင်စွမ်းရှိရင်ဆက်ရမယ်ပေါ့နော်တော်မြတ်စွာဘုရားကဒီကျေစုတရားကို တိတာဟာဆက်နိုင်တာဘာဘူးလို့မင်္ဂလာတရားလို့ဟောရတယ်လေမင်္ဂလာတရားရဲ့အစွမ်းတတိနော်မင်္ဂလာဆိုတဲ့နော်အတိဘယ်နဲ့ညီညွတ်လို့မင်္ဂလာလို့ဟောတာပေါ့မင်္ဂလာဆိုတာဘာတော့အခုပြစ္ဆုတ်ပံနောင်တန်တရားနှဖျားကြီးပွားကြောင်ချမ်းသာကြောင်တရားမို့လို့မင်္ဂလာလို့ခေါ်တာပေါ့နော်အဲ့တော့ဒီကျေးဇူးတည်တယ်ဆိုတော့လေဒီပြစ္ဆုတ်ပံတန်တရားနှဖျားကြီးပွားကြောင်ချမ်းသာကြောင်ပဲ သူတော်ရဲ့ကျေးဇူးကိုသိရတာထုတ်ဖို့ပြီးတော့ပြောဆိုရတာတတ်နိုင်ရင်ဆက်ရတာဒီပစ္စုပန်မှာလည်းပဲတာဝန်ကြီးတယ်မေတ္တာတရားဖြစ်ရတယ်နော်ကျေးဇူးတရားကိုပြန်ပြီးတော့အဆက်ခံရလို့ရှင်းဥစွာကျေးဇူးပြုတာတဲ့ပုဂ္ဂိုလ်ကကျေးဇူးဆက်ခံလိုက်ရတယ်ဆိုရင်သူ့စိတ်ထဲမှာလည်းအလွန်ကျေနပ်တယ်ပြောရရင်မြမဝိဟာရတရားတွေတိုးတက်သွားတယ်ပေါ့နော်ဒါပစ္စုပန်မှာလည်းပဲတယောက်နဲ့တယောက် ဆက်လက်ပြီးတော့အကျိုးရှိဆိုတာပေါင်တင်ဆက်ဆံသွားနိုင်နေပေါ့အများကြီးအကျိုးရှိနိုင်တဲ့ပြစ္ဆုတ်ပံမှာကျေစုတည်ရခြင်းဟာဆက်နိုင်တဲ့အခြေအနေမရှိလို့မဆက်နိုင်ဘူးဆိုရင်တောင်စိတ်ထဲကလှိုက်လေလေလေတိပြီးတော့ကျေစုတရားကိုထုတ်ဖို့ပြောဆိုနိုင်နေဆိုရင်ကိုပဲတစ်ဖက်ကကျေစုပြုထားတဲ့ပုဂ္ဂိုလ်ကကျေနပ်လာပြီနောက်ထပ်ထပ်ပြီးတော့တောင်ကျေစုကပြုခြင်းနေဟုတ်လားဒါကြောင့်ပြစ္ဆုတ်ပံမှာကြီးပွားကြောင်းချမ်းသာကြောင်းဆိုတာတော့အလွန်ထင်ရှားတယ် တန်တရားမှာကြီးပွားချောင်းချမ်းသာချောင်းဟုတ်မဟုတ်အဲ့ဒါကိုလည်းပဲမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ထဲမှာဟောထားတာလေးရှိတယ်ဒီဒေသနာလေးကိုကြည်လို့ရှင်ကျေးဇူးတရားကိုမြတ်စွာဘုရားကအရေးပါတဲ့သူတော်ကောင်းတရားအနေနဲ့ကျေးဇူးတည်တာကိုအရေးပါတဲ့သူတော်ကောင်းတရားအနေနဲ့ဟောထားတာကိုသိနိုင်တယ်ပေါ့ကျေးဇူးမတည်ခြင်းကိုလည်းပဲကြောက်မဲ့ဖွယ်ရကောင်းတဲ့သူယုံမှတရားတွေကိုထည့်ထားတာကိုတွေ့နိုင်တယ်ပေါ့ လောက်ထီမြတ်စွာဘုရားဟောထားတုံးဆိုလို့ရှိရင်စတုဟိဘိခဝေတမနာကတောစတုဟိဘိခဝေဓမ္မေဟိတမနာကတောယထာပတ္တနိခိတောအေဝံနိရိယဟန်တို့တဲ့အခုပြောမဲ့တရား၄မျိုး ਨੇ ပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစုံတစ်ခုကိုကောက်ပြီးတော့ယူပြီးတော့ချလိုက်တယ်လို့ငရဲကိုကြားသွားနိုင်နေတဲ့ ဒီပစ္စည်းလေးကိုဒီနားယူတော့ဟိုနားချလိုက်တယ်လို့အဲ့ဒီလိုဟာဒီနားကနေဟိုနားရောက်သွားတယ်လို့နော်ဒီဘဝကနေငရဲကိုရောက်သွားနိုင်နေတဲ့ယထာဝတ္တနှိခိတ်တော်လက်နဲ့ဆောင်းပြီးတော့ယူပြီးတော့ပို့လိုက်တယ်လို့မျိုးကိုငရဲကိုရောက်သွားနိုင်နေတဲ့အဲ့ဒီတရားလေးမျိုးကဘာတွေတုံးဆိုတော့ကာယဒုစရိဒေနာဝစီဒုစရိဒေနာမနောဒုစရိဒေနာအကတင်ညုတာအကတဝိရိတာကာယဒုစရိုက်၃ပါးဝစီဒုစရိုက်၄ပါးမနောဒုစရိုက် သုံးပါကျေးဇူးမတိတတ်ခြင်းကျေးဇူးကိုထုတ်ဖို့မပြောဆိုနိုင်ခြင်းကျေးဇူးကိုမတုံ့ပြန်နိုင်ခြင်းလေးမျိုးပေါ့နော်တက္ကရာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ရဲ့ကျေးဇူးမတိတတ်ခြင်းရဲ့ပေါ့ဟုတ်လားအဲ့တော့ဘုံဘုံတို့ကာယတုစရိုက်သုံးပါဒါလူတိုင်းသိရနော်တတ္တခိုးမှုကာမေတုသုံးခုကာယကံဟုတ်လားနောက်ဝစီတုစရိုက်၄ပါး ်လိမ်ညာတဲ့စကားကိုပြောတာကြံထန်းတဲ့စကားကိုပြောတာဂုံစကားကိုပြောတာတိမ်ဖင်းတဲ့စကားကိုပြောတာနောက်မနောတုစလိုက်၃ပါးအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိဟုတ်လားအဲ့ဒီဒုစလိုက်တရားတွေနဲ့တဏ္ဍန်နဲ့ထားပြီးတော့ကျေစုကံခြင်းကျေစုမတိတက်ခြင်းကိုမြတ်စွာဘုရားထည့်ပြီးတော့ဟောအဲ့ဒါဆိုရင်စန့်ကျင်ဘက်အနေအားဖြင့်ကျေစုတိတက်ခြင်းနောက်ကျေစုကိုပြောဆိုနိုင်ခြင်းကျေစုကိုတုံ့ပြန်နိုင်ခြင်းဟာလည်းပဲနောက်သူစိုက်တရားတွေနဲ့တဏ္ဍန်နဲ့ထားပြီးတော့ဟောတာ စတုဟိဘိခွေတမေဟိတမန္တာကတော့ယထာပတ္တနိခိတော့အေဝံတက်ခေဟောယဟန်တို့တဲ့အခုပြောမဲ့တရားလေးမျိုး ਨੇ ပြည်စုံတဲ့ပုဂ္ဂိုလ်ဟာဆောင်းယူပြီးတော့ချထားလိုက်တယ်လို့မျိုး납ပြည်လောကကိုတောင်းနိုင်နေတဲ့အဲ့ဒါကဘာတုံးဆိုတော့ကာယသူစရိဒေနာဝစီသူစရိဒေနာမနောသူစရိဒေနာကတင်ညုတာကတဝေဒိတာဟုတ်လားသူစရိုက်တရား7ပါအဲ့ဒါကိုကာယသူ သူစတိုက်ဝစီသူစတိုက်မနောသူစတိုက်လို့သုံးပါခွဲတယ်ပြီးတော့ဘာတော့ဂျေဇူးကိုတည်တယ်တည်ုံနဲ့မကောမကဘူးထုတ်ဖို့ပြောဆိုပြီးတော့တုံ့ပြန်နိုင်စွမ်းရှိရင်တုံ့ပြန်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဒီဒေသနာတွေကိုကြည့်မယ်ဆိုရင်တော့ဂျေဇူးတည်တဲ့ချင်းဂျေဇူးဆက်နိုင်ခြင်းဟာနပြိစုပန်တန်တရားနှစ်ဖြွားကြည်ပွားချမ်းသာကြောင်းကိုဖြစ်စေတဲ့လို့မင်္ဂလာတရားဖြစ်တယ်ဆိုတာအလွန်မထင်ရှားဘူးလားထင်ရှားလေ